လေးစားပါသောရွှေညမြင့် channel မှာချစ်ခင်ရတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာမိမိတို့ရဲ့တပတ်တော်ကံကြမ္မာအခြေအနေတွေကိုရှင်းရှင်းလင်းလင်းကြိုတင်သိရှိနားလည်နိုင်ဖို့ဗေဒင်ပညာလက္ခဏာပညာကံမြတ်ပညာရဲ့တွေကိုနှစ်ပေါင်းများစွာလေ့လာလေးစားသုတေသနပြုခဲ့တဲ့ဆရာကြီးဦးမြတ်ဆန်ရဲ့စူးစမ်းထူရင်းဉာဏ်မြင်မြမရိုးရပညာမွေနဲ့ဖော်ထုတ်ဟောကြားပေးမယ်ခဏရသမီးများအတွက်နေသားလိုက်တစ်ပတ်စာဟောစံစီစဉ်လေးစတင်ပါပြီခင်ဗျာဒီကြွမှာမိမိတို့နေသားအလိုက်ကန်တရားက ဘယ်လိုလှည့်ပြောင်းနေယူဆောင်လာမလဲအခွင့်အရေးကောင်းတွေကဘာတွေလဲတတိထားရှောင်ရှားတဲ့နေရာတွေကဘာတွေဖြစ်မလဲအားလုံးကိုပွင့်ပွင့်လင်းလင်းရှင်းရှင်းလင်းလင်းတိတိကျကျတင်ဆက်ပေးသွားမှာမလို့စိတ်ဝင်စားနားဆင်ကြည့်ရှုပေးကြပါဦးခင်ဗျာလတော်25ခုနှစ်17လပိုင်းအတွက်ခုနှစ်သားသမီးများအတွက်တပတ်စာကံကြမ္မာများကို ဧရင်လက္ခဏာကံပြာပညာဥဒေတိဆရာကြီးဦးမြတ်ဆံမအစိုးအကောင်းနဲ့အကျိုးကြောင်းညာကိုဟောကြားပေးမှာဖြစ်ပါတယ်။တပတ်သာဖြစ်တာဖြစ်တဲ့အတွက်ငုံဘာလ၂ရက်နေ့မှာငုံဘာလ၈ရက်နေ့အထိတပတ်သာတပတ်အတွင်းမှာဖြစ်တတ်ဖြစ်တတ်တဲ့အကျိုးကြောင်းညာကိုဆရာကြီးဦးမြတ်ဆံကဟောကြားပေးမှာဖြစ်ပါတယ်။ငုံဘာလ၂ရက်နေ့ကနေပြီးတော့ငုံဘာလ၈ရက်နေ့အထိတနင်္ဂနွေသားသမီးများရဲ့ဒီတပတ်ကံကြမ္မာကတော့ ရရှိရရရှိသောငွေများကိုလည်းကြားပါမယ်ခင်ဗျာ။နောက်ပေးရန်ရှိရငွေတွေအကျွေးမြေတွေပေါ့လေ။ကျွန်တော်တို့ပေးရတတ်ပါလေ။ရရရှိတဲ့ငွေတွေဆိုတာကအတိတ်ကံကြောင့်ရရှိတတ်တဲ့ငွေကြီးများလည်းရရှိတတ်ပါလေခင်ဗျာ။နောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းငွေတွေလည်းဖြစ်ပါမယ်။နောက်လဲရှိရင်လည်းလဲအကြောင်းငွေတွေဖြစ်တတ်ပါလေ။ဟောပဲတို့ပြောင်းတို့နှမ်းတို့ကောက်ပဲသိနေတဲ့ပတ်သက်တာတွေလည်းအကြောင်းငွေတွေဖြစ်တတ်ပါလေခင်ဗျာ။ ။နော်အယောင်းဝန်တဲ့ပတ်သက်တာတွေကတော့သတင်းကောင်းကြားမယ်။လာရက်ပေါ့ဗျာ။နော်ဒီရက်တွေကတော့သတင်းကောင်းကြားမယ်ရက်တွေဖြစ်ပါလေ။တော့ဝင်နှဲပြမယ်ဆိုလို့ရှိရင်လုပ်ငန်းဝင်မှာစိတ်ညစ်နေရတတ်ပါလေခင်ဗျာ။နော်မလုပ်လို့အဆင်မပြေတတ်ပါဘူး။အထက်ကလည်းပြီးအောက်ကလည်းအောက်ကလည်းကန့်လန့်လို့အဲ့လိုမျိုးတွေဆိုတော့ဝင်နှဲများဆိုရင်စိတ်ညစ်နေရတဲ့ခါလာဖြစ်ပါလေ။တော့မော်တော်ဆိုင်ကြီးနဲ့ပတ်သက်တာတွေအတွက်အယောင်းဝယ်ပြီးမှားစီတတ်ပါလေခင်ဗျာ။နော်။အဲကျွန်တော်တို့အလားကိုရပါဘိန်းတို့ တော့မပြည့်မစုံဘင်းတို့တော့ကျွန်တော်တို့ဆိုင်ကင်းတဲ့ပတ်သက်တာလေးအတွက်အထူးသတိထားပြီးတော့ကျွန်တော်တို့ဝယ်ယူစေချင်ပါတယ်ခင်ဗျတနေ့ကနေသားသမီးများအနေနဲ့ကြောင်းမဝယ်မှဖြစ်စီတတ်ပါတယ်ခင်ဗျနော်တော့လူကြီးမိဘတူလေကျမ်းမာရေးညံ့စီတတ်ပါတယ်တနေ့ကနေသားသမီးများအနေနဲ့တော့ပညာရေးမှာပညာရေးမှာခရီးမရောက်ပြဲလဲဖြစ်နေတတ်ပါတယ်ကိုမန့်ထားတဲ့အတိုင်းလဲဖြစ်တတ်ပါဦးခင်ဗျပညာရေးရတော့နော်တနေ့ကနေသားသမီးများအနေနဲ့ တော့ကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်လဲကျွန်တော်တို့ဆက်ကြောတက်တာတို့နောက်ကြောတက်တာတို့အကြောနဲ့ပတ်သက်တဲ့ယောဂါတွေလဲခံစားစီရတဲ့ကံတရားလဲရှိပါတယ်တနင်္ဂနွေသားသမီးများဒီတစ်ပတ်မှာတော့နော်တော့အခြေအေးမှာတော့ကံကောင်းတတ်ပါတယ်ကိုလိုချင်တဲ့အချစ်တွေအခြေတွေရရှိတတ်တယ်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ချစ်သူထံကြီးကလဲအကူအညီတွေရရှိတတ်ပါတယ်ခင်ဗျာနော်ယောက်ျားလေးဆိုရင်လည်းမိန်းကလေးစီကအကူအညီရတယ်လို့မိန်းကလေးဆိုရင်လည်းယောက်ျားလေးစီက အကူအညီတွေရမယ်တနင်္ဂနွေသားသမီးများဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာတော့တနင်္ဂနွေသားသမီးများလည်းအိမ်တော်ကြီးကိစ္စတွေပြောမယ်ဆိုရင်တော့အိမ်တော်ကြီးမှာတော့တာယာတတ်ပါတယ်ခင်ဗျာဟုတ်ဒီနိုဝင်ဘာလ၂ရက်နေ့ကနေပြီးတော့မှနိုဝင်ဘာလ၈ရက်နေ့အတွင်းတစ်ပတ်အတွင်းဖြစ်တာပါခင်ဗျာတစ်ပတ်အတွင်းကိုပြောခြင်းဖြစ်ပါတယ်နောက်ကံကောင်းသားကဏ္ဍတွေကတော့ကျွန်တော်တို့၁တို့၃တို့၄တို့ပါတော့ကဏ္ဍတွေကိုကျွန်တော်ထီထိုးထိုးချက်ထိုးထိုးပြုလုပ်သင့်ပါတယ်ခင်ဗျာနောက်ကံကောင်းသောအကြောင်းတွေကတော့ ဝိုးဝါရောင်ဖြစ်ပါလေ။ဒါပဲလို့လို့ဝိုးဝါရောင်ကိုဝတ်ဆင်ပြီးတော့မှစီဝါရဲ့လူမှုရေးကျန်းမာရေးအဲစသဖြင့်ပေါ့။ဒါလေးတွေလုပ်မယ်ဆိုရင်ကို့အတွက်ကံကောင်းသောအဆောင်အယောင်လို့လည်းခေါ်ပါလေ။အဲ့ဒီအယောင်ကတော့နော်။နောက်တကိုးကြီးဘုရားမှာတဲ့။တနင်္ဂနွေသားသမီးအနေနဲ့ပေါ့နော်။တကိုးကြီးဘုရားမှာမိမိရဲ့မူလရက်လို့ခေါ်တယ်။တနင်္ဂနွေတောင်းလာနေပြီးတော့အုံး၁၄ညွန့်၁၄ရွယ်ပေါ့နော်။အုံးညွန့်၁၄ညွန့်ကို ။အရာမှသွားပြီးတော့အဘိုးကြီးမိအမသွားပြီးတော့ဆူတဲ့ဆူတော့မယ်ဆိုရင်တနင်္ဂနွေသားသမီးများအနေနဲ့ဒီတပတ်ငဝင်ပါလာ၂ရက်နေရနေပြီးတော့ငဝင်ပါပါ၈ရက်နေအထိကံကောင်းစီတတ်တဲ့အဆောင်ရည်ရများဖြစ်ပါစေကြောင်းရာကြီးဦးမြတ်ဆန်ကပြပြပေးခြင်းဖြစ်ပါလေခင်ဗျာ။ဘုံဘာလာ၂ရက်ကနေဘုံဘာလာ၈ရက်နေ့ထိတနင်္လာသားသမီးများအတွက်တပတ်စာဟောစတန်အနေနဲ့ဒီတပတ်တနင်္လာသားသမီးများအနေနဲ့ရတော့အိန္ဒိယအရွှေ့ပြောင်းနေ ပေါ်ရမယ်ခင်ဗျာနော်တနင်္လာသားသမီးများနေရာပြောင်းဌာနပြောင်းအလုပ်ပြောင်းဆိုတဲ့ကဲ့သို့ကိုယ့်ရဲ့အိမ်နေရာရွှေပြောင်းခြင်းနေလေပေါ်ရမယ်နောက်အိမ်နေရာမရှိရဘူးဆိုရင်အဲ့ရနေရာတွေရွှေရတတ်ပါတယ်ခင်ဗျာနော်အိမ်သစ်တွေပါလေရစီတတ်ပါတယ်အိုသစ်အိမ်သစ်ဒါတွေလည်းရစီတတ်တယ်အချိန်ကာလဖြစ်ပါတယ်ဘုံဘာလာနှစ်ရက်ကနေဘုံဘာလာရှိရနေအထိဖြစ်ပါတယ်ခင်ဗျာအနည်းလာသားသမီးများရဲ့ကံကြမ္မာဖြစ်ပါတယ်။နောက်အမှုပညာလုပ်ငန်းမှာစိတ်တော်ကားတွေရောပါလိမ့်မယ်ခင်ဗျာနော်။ တင်းလာသားသမီးများတော့ကျွန်တော်တို့လူပညာလုပ်ငန်းလုပ်လို့ရှိရင်စိတ်နှောက်ချက်တွေပေါ်မဲ့ကာလာလေးဖြစ်ပါတယ်နိုင်ငံညာခရီးတွေ့ရခြင်းလည်းရှိပါတယ်ခင်ဗျတင်းလာသားသမီးများဒီတစ်ပတ်အတွင်းမှာနိုင်ငံညာခရီးတွေကောင်းပါတယ်တော့နိုင်ငံညာခရီးအတွက်တရင်ကောင်းနေလေကြားရတတ်ပါတယ်ခင်ဗျနိုင်ငံညာကိုခရီးသွားဖို့လှုပ်ထားတဲ့တင်းလာသားသမီးများတရင်ကောင်းနေကြားမယ်ဆိုတဲ့ကြောင်းဆရာကြီးဦးမြတ်ဆန်ကပြပြပေးခြင်းဖြစ်ပါတယ်အော်ကျွန်တော်တို့မော်တော်ကားနဲ့ပတ်သက်တာတွေအတွက် ျွန်တော်တို့အထူးကူဆက်ရမှာကိုကမတိုက်ရင်သူများကိုတိုက်သွားတတ်ပါတယ်။အော်ကျွန်တော်တို့မော်တော်ကားနဲ့ပတ်သက်လို့ဆက်ပစ္စည်းနဲ့ပတ်သက်လို့ခိခိုက်တိုင်ရရတာပွန်းနာပေးတာကြီးလေကျုံစီတတ်ပါတယ်ခင်ဗျာနော်။ကိုရဲ့ရင်းဆက်ပစ္စည်းလို့ခေါ်တဲ့မော်တော်ကားတို့စီးတော်ရင်းတို့ဒါတွေလဲပွန်းနာတို့ပိန်နာတို့ဒီလိုတွေပြည့်စည်တတ်တယ်။တင်းလာသားသမီးဖြစ်ပါတယ်ခင်ဗျာ။ဒါကကျွန်တော်တို့နိုဝင်ဘာလ၂ရက်နေ့ကနေနိုဝင်ဘာလ၈ရက်နေ့အတွင်းတပတ်စာအတွင်းကိုဖြစ်စေတတ်တဲ့တင်းလာသားသမီးများရဲ့ကံကြမ္မာဖြစ်ပါတယ်။နောက် ရှင်မျိုးထဲမှာလည်းမင်္ဂလာဆောင်တွေပါလေပေါ်စီတတ်ပါလေမင်္ဂလာသတင်းတွေကြားမယ်ဆိုတဲ့ကာလဖြစ်ပါလေခင်ဗျအလူဒါနပြုလုပ်ရပါမယ်အလူတွေလုံးမဲ့ဆိုရင်လည်းသိကောင်းတဲ့ကာလဖြစ်ပါလေပထမတဲ့အလူတွေလည်းပြုလုပ်ရတတ်ပါလေခင်ဗျပညာရေးမှာတော့အထူးပြောစရာမလိုဘူးအောင်မြင်မှုတွေရရှိတတ်တဲ့အချိန်ကာလလည်းဖြစ်ပါလေဒီတစ်ပတ်အတွင်းရတော့တော့ကျောင်းမကြီးအနေနဲ့ဆိုလို့ရှိရင်တော့ခြေထောက်မှာအနာတန်ရရရှိတတ်တဲ့အချိန်ကာလဖြစ်ပါလေကျောင်းမကြီးနဲ့ပတ်သက်လို့ခြေထောက်မှာ အထူးဂယူဆိုင်ပါမတော်တဆကြီးကြိုက်တန်းရရလို့ရှိရင်ခြေထောက်မှာဖြစ်စီတတ်တဲ့တန်တရားရှိပါနောက်အချေးမှာจิตူရဲ့တဝင်တူချင်းတဝင်ကြောင်ချင်းခဲရတာဖြစ်တဲ့အတွက်စိတ်ညစ်ရတာပါလေခင်ဗျာနော်จิตူကတဝင်တူတော့အိမရရုပ်ချောနေရင်ဥစ္စာတွေပေါ်နေဆိုရင်ပူဆိုးပါပဲခင်ဗျာနောက်အိမ်အောင်ရေးမှလည်းအိမ်အောင်ဘက်ရဲ့ညုံညင်မှုခံရတဲ့ကာလဖြစ်ပါလေဟိုကလည်းမဟုတ်တာမလုပ်နဲ့ပေါ့ဗျာနော်သူတို့မကြိုက်တာတွေမလုပ်စေချင်တဲ့ကာလဖြစ်ပါလေအိမ်အောင်ရှင်များ တော့တနင်္လာသားသမီးများအိမ်တော်ရှင်များတို့ပြောတာဖြစ်ပါတယ်။ကံကောင်းသားကနန်းများအနေနဲ့ကတော့တဲ့နှစ်တို့၆တို့ကိုတို့ပါတဲ့ကနန်းတွေကျွန်တော်တို့ပြန်ဆန်းပါခင်ဗျ။ဒါဆိုရင်ကိုတို့အကျိုးပေးတဲ့ကနန်းများလည်းဖြစ်ပါတယ်။ကံကောင်းတဲ့အရောင်တွေကတော့ရေတပန်းသီးမဲ့ရောင်းတို့ကျွန်တော်တို့ဆိုလိုပါတယ်ခင်ဗျ။အဲ့တော့အရောင်ကတော့ဟောလဲဆိုတော့ညဉ့်ညဉ့်အရောင်ပေါ့ဗျ။ရေတပန်းသီးမဲ့ရောင်းဆိုတော့အဲ့ အယောင်ဝစ်စင်ပြီးတော့တဲ့လုံးမဲ့ဆိုရင်ကံကောင်းစီတတ်တဲ့ကာလာလေးဖြစ်ပါလေခင်ဗျာနောက်ရရရအနေနဲ့ရတော့တဲ့နောက်ကျွန်တော်တို့ကောင်းညင်မောင်းနေဖရမှာနောက်ကျွန်တော်တို့ကောင်းညင်မောင်းကတ်လူပြီးတော့မှလူရဲ့စုကိုတောင်းပါလို့ဆရာကြီးဦးမြတ်ဆန်ကတော့တင်းလာသားသမီးများနိုဝင်ဘာလ၂ရက်ကနေနိုဝင်ဘာလ၈ရက်နေ့အထိကံကောင်းစီတတ်တဲ့ဓာတ်ရရရလေးလေပြင်ခြင်းဖြစ်ပါလေခင်ဗျာဒီတစ်ပတ်နိုဝင်ဘာလ၂ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ၈ရက်နေ့အထိ ်အင်္ဂါသားသမီးများရဲ့ကံကြမ္မာကိုရေရင်လက္ခဏာကံပြရပညာတုတဲ့ဆရာကြီးဦးမြတ်ဆန်ကတကြပြီးမှဖြစ်ပါတယ်ဒီကဘာအင်္ဂါသားသမီးများအနေနဲ့ကတော့အလုပ်တစ်တည်းပေါ်ဝမယ်ခင်ဗျဟုတ်ကဲ့လုပ်ငန်းအသစ်တွေကျွန်တော်တို့ပေါ်မယ်ကာလဖြစ်ပါတယ်အလုပ်တစ်အတွက်လည်းအင်တာဗျူးတွေပါတယ်ဝင်ကြည့်ရင်ကြားစီတတ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျဟုတ်နောက်ပင်လေကန်းကြီးဒေသကိုခီးထွက်လို့ကောင်းတဲ့ကာလလည်းဖြစ်ရပါတယ်ရုပ်တရည်လည်းခီးထွက်ရတတ်ပါတယ်ခင်ဗျနောက် ဆိုင်ငယ်အတွက်လည်းတော့ကရောက်စေတတ်တဲ့ကာလပြည်တာပြည်တဲ့အတွက်ဆိုင်ငယ်နဲ့ပတ်သက်တာတွေအတွက်ကျွန်တော်တို့အပြီးစလွယ်အမှတ်တမဲ့မထားသင့်ပါဘူးခင်ဗျာရောက်တာတို့ပြက်တာတို့ဒါတွေတွေဖြစ်စီတတ်တဲ့ကာလလည်းဖြစ်ပါလေခင်ဗျာနောက်ညရောင်းဝယ်တွေလေရောင်းဝယ်တွေလုပ်မယ်ဆိုရင်အထင်းငော်တွေဖြစ်မဲ့ကာလဖြစ်ပါလေဒီချန်မီနဲ့ပတ်သက်တာတွေအတွက်အင်္ဂါသားသမီးများအထူးပြုဆက်ရမယ်ကာလဖြစ်ပါလေခင်ဗျာဟုတ်နောက်ရွှေရွာတွေလုပ်ရင်လည်းရစီတတ်တဲ့ကံတရားရှိပါတယ် ရုတ်တရက်ရွှေဝင်ကင်းလည်းရှိပါတယ်ခင်ဗျနောက်ရွှေလုပ်ငန်းတို့ရေလုပ်ငန်းတို့လည်းကောင်းပါတယ်ခင်ဗျအကျိုးအပြတ်အများစွာရရှိတတ်တဲ့အင်္ဂါသားသမီးများဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့အင်္ဂါသားသမီးများကအညွန့်အပြည့်တဲ့ဗုဒ္ဓဘုနဲ့ရွှေတွေဝင်တတ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျနော်အဲ့လိုဝင်လို့ရှိရင်လည်းအယောင်းဝယ်လို့လို့ရှိရင်လည်းအကျိုးမြတ်ကိုညားစွာရမယ်အင်္ဂါသားသမီးများဖြစ်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းတရင်းကောင်းတွေကြားတတ်ပါတ တော့ကျွန်တော်တို့ဘွယ်ဓုကုံဓုတွေရခြင်းပညာရေးမှာအစဉ်တိုင်းမြင်မှဆိုတာရခြင်းနေဖြစ်စီတတ်တဲ့ကာလလေးဖြစ်ပါရဲ့ကျမ်းမာရေးအနေနဲ့ကတော့စင်စာလုံးတဲ့အတွက်ခေါင်းကြိုက်တဲ့ဝိညာဉ်တော်အန်သာရမယ်ကာလလေးဖြစ်ပါလေခင်ဗျာအင်္ဂါသားသမီးများဟုတ်တော့အခြေအမှာတော့အနောက်ချက်ကြီးပေါ်စီတတ်ပါလေအနာလိုတဲ့လူတွေတော့ကျွန်တော်တို့ဓာတကြီးလူတော့ကျွန်တော်တို့ကိုယ်နောက်ချက်မဲ့လူတွေလည်းပေါ်စီတတ်တဲ့ကာလဖြစ်ပါလေခင်ဗျာအိမ်တော်ကြီးမှာလဲအိမ်အောင်ဘက်နဲ့တင့်မြတ်မှု မရှိပဲဖြစ်ပါလိမ့်မယ်ခင်ဗျာနော်ဦးကပြောချင်တာတခြားဦးကပြောနေတာတခြားအဲ့ဒါကြောင့်သူတခြားကိုတခြားဖြစ်တဲ့အတွက်သုံးနဲ့လေးလို့မြေးရရနဲ့ဝေးရမယ်အိမ်တော်ကြီးကာလာလေးဖြစ်ပါလိမ့်ခင်ဗျာနော်နောက်ကံကောင်းသောကဏ္ဍများမှာတော့အစ်တို့ငါတို့ခွန်တို့ပါတဲ့ကဏ္ဍတွေကိုခီကန်ဆမ်းမယ်ချဲထိုးမယ်စသဖြင့်ပေါ့။ဘာပဲလုပ်လို့အစ်တို့ငါတို့ခွန်တို့ပါတဲ့ကဏ္ဍတွေနဲ့လုပ်မယ်ဆိုရင်ကိုယ့်အတွက်လက်ကီကဏ္ဍတွေဖြစ်စီတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။နောက် ပြန်ကောင်းတဲ့အကြောင်းတွေကတော့နက်ပြာရောင်ဖြစ်ပါလေခင်ဗျာနက်ပြာရောင်ကိုဝတ်ဆင်းပြီးတော့မှစီဝါရေးလူမှုရေးကျန်းမာရေးလုပ်မယ်ဆိုရင်ကို့တဲ့အရန်ကံကောင်းကြည့်တတ်တဲ့တန်တရားဖြစ်ပါလေခင်ဗျာရတရားအနေနဲ့ကတော့တကိုးကြီးပြားမှာမိမိရဲ့ဝင်းနဲ့ကြည့်တဲ့အင်္ဂါတော့ကနေပြီးတော့မှဖျောင်းတိုင်း16တိုင်းကိုထုံးညီးပြီးတော့လူတန်းစုပေါင်းမယ်ဆိုရင်ကို့တဲ့ကံကောင်းစီတတ်တဲ့အချိန်ကာလဖြစ်တဲ့ဆိုတဲ့အကြောင်းမိတင်းလက္ခဏာကံပြပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်က အင်္ဂါသားသမီးများရဲ့ကြံ့ကြမာကိုအကြာတင်ပြပေးခြင်းဖြစ်ပါလေခင်ဗျာ။နိုဝင်ဘာလ၂ရက်ကနေပြီးတော့နိုဝင်ဘာလ၈ရက်နေ့ထိဘုဒ္ဓဘုရားသမီးများအတွက်တပတ်စာကြံ့ကြမာဟုပေးခြင်းလက္ခဏာကံပြရပညာတုတေသည်ဆရာကြီးဦးမြတ်ဆံမတင်ပြအကြာပေးပါဖြစ်ပါလေခင်ဗျာ။ဟောဘုဒ္ဓဘုရားသမီးများဒီတပတ်အတွင်းမှာတော့စိုင်သိဖွင့်ခြင်းသို့မဟုတ်လုပ်ငန်းအသစ်လုပ်ခြင်းများဟုပြုလုပ်ရပါမယ်ခင်ဗျာ။ကိုစိုင်းသိတဲ့ဖွင့်မယ်ဆိုရင်အိတ်ကောင်းတဲ့ကာလဖြစ်ပါလေ။ နောက်နိုင်ငံရဲ့ချာတိုင်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်ကာလာလေးဖြစ်ပါလေခင်ဗျာโอเคနိုင်ငံရဲ့ချာမှာပါပြီးတော့အလုပ်လုပ်မဲ့လူတွေဗီဇာလျှောက်မဲ့လူတွေအရန်ကောင်းတဲ့ဗုဒ္ဓဘူသာသမီးတွေဖြစ်ပါလေခင်ဗျာဒီတစ်ပတ်မှာတော့နော်နောက်အမှုပညာလုပ်ငန်းအတွက်လဲသတင်းကောင်းတွေကြားမယ်ကာလာလေးဖြစ်ပါလေခင်ဗျာအမှုပညာရှင်တွေအမှုပညာလုပ်ငန်းကိုအခုမှစလုပ်မဲ့ဗုဒ္ဓဘူသာသမီးများဒီတစ်ပတ်အတွင်းကိုပြုလုပ်ပါသိကောင်းတဲ့ကာလာဖြစ်ပါလေနော် ဝင်နှန်းဖြစ်ပါကလာသာတိုးတာတို့ယာဓုတိုးတာတို့အဲ့ဒါတွေလည်းသတင်းကောင်းကြားမယ်ပௌဒဘူးသားသမီးတွေဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့နော်ပௌဒကရောင်းဝယ်တွေလုပ်ရင်လည်းသိကောင်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျတော့ပညာရေးမှာလည်းအခက်အခဲနဲ့ရင်ဆိုင်ရမယ်ကာလဖြစ်တာဖြစ်တဲ့အတွက်ပညာရေးတော့အတိထားပေါ့ဗျာနော်ပညာရေးတော့ကျူးစားဖို့လိုပါတယ်ခင်ဗျကျမ်းမာရေးအနေနဲ့တော့ကျွန်တော်စီးစာရင်မျက်စီလို့ခေါ်တယ်စီးယောဂါတွေဖြစ်စီတတ်တဲ့ကာလလည်းဖြစ်ပါတယ် စီးတို့အစာအိမ်တို့မျက်စီတို့အထူးတတိထားပါခင်ဗျအချီးရင်မှာတော့ကံကောင်းနေတတ်တယ်ဘုဒ္ဓဘုရားသမီးတွေဖြစ်ပါတယ်ကိုပြောတဲ့အတိုင်းအတို့ပဲလိုက်ပြောပြောအတို့ပဲချီးရဲဆိုဆိုကံကောင်းတဲ့ကာလလည်းဖြစ်ပါတယ်နောက်ချစ်သူတန်းကလည်းလက်ဆောင်ပစ္စည်းတွေရမယ့်ကာလလည်းဖြစ်ပါတယ်ခင်ဗျနော်ဘုဒ္ဓဘုရားသမီးများဘုံဘာလနှစ်ရက်ကနေပြီးဘုံဘာလရှိရတွင်မှာတပတ်စာအတွင်းမှာသိကံကောင်းတဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျနော်အင်းတော်ရင်းပါလေတဲ့ตายရပါတယ်ခင်ဗျာเนาะကိုဘလူပဲပြောပြော တော့ကျွန်တော်တို့အယိုးခွဲအောင်ရိုက်မှာအသေးသေးအောင်ချစ်ဆိုတဲ့ကဲ့သို့ကိုကဘာကြီးပဲပြောပြောကိုစကားကိုနားထောင်ပြီးတော့ကံကောင်းတဲ့ကာလာလေးပြစ်စီတတ်ပါတယ်။နောက်ကံကောင်းတဲ့ကနန်းနေရတော့တဲ့ငါတို့ခွန်တို့ရှစ်တို့ပါတဲ့ကနန်းများကိုဒီထိုးချင်းချဲထိုးချင်းတွေပြုလို့လို့ရပါတယ်ခင်ဗျာနော်။နောက်ကံကောင်းတဲ့အယောင်ကတော့မယမ်းစေအောင်ကျွန်တော်တို့ဝတ်ဆင်ပြီးတော့မှစီးပွားရေးလူမှုရေးကျန်းမာရေးလုပ်မယ်ဆိုရင်ကံကောင်းစီတတ်ပါတယ်ခင်ဗျာ။နောက်တကိုးကြီးပြရမှာတော့ ကိုယ့်ရဲ့မူလဒီခေါ်တဲ့ဗုဒ္ဓဘုတော်ကကိုယ့်ရဲ့မွေးနံ့တော်ကနေပြီးတော့မှရွှေတိလေးလက်ကိုဘုရားမှာကတ်လူပြီးတော့လူတော်စုကိုတောင်းမယ်ဆိုရင်တဲ့ကိုယ့်ရဲ့ညံ့နေတဲ့ကံဒီကောင်းပြီးတော့ကောင်းတာဒီတဲ့ကံကောင်းစီတတ်တဲ့သာလာပြစ်တာပြည့်တဲ့အတွက်အတူရတဲ့နေရာနေနဲ့ဗုဒ္ဓဘုတော်ကနေပြီးတော့ရွှေတိလေးလက်လူပြီးတော့လူတော်စုကိုတောင်းပါလို့ဆရာကြီးဦးမြတ်ဆန်ကတော့အကြံပြုပြရပါခင်ဗျာနိုဝင်ဘာလ၂ရက်မှနိုဝင်ဘာလ၈ရက်အတွင်း တပတ်အတွင်းမှာဖြစ်စီတတ်တဲ့ကြာတာဘေးသာသမီးများအတွက်တပတ်စာဟောစတန်ကိုပြည်ရင်လက္ခဏာကံပြရပညာသူတွေသည်ဆရာကြီးဦးမြတ်ဆန်ကဟောကြားပေးมาဖြစ်ပါတယ်ဒီတစ်ပတ်ကြာတာဘေးသာသမီးများအနေနဲ့နိုင်ငံညာချားမှာ အလုတ်ရှာနေပါက သို့မဟုတ်နိုင်ငံညာသို့အလုတ်လျှောက်ထားပါက အလုတ်တွေရပါမယ်ခင်ဗျာနော်ဟုတ်ကဲ့ကြာတာဘေးသာသမီးများဒီတစ်ပတ်မှာတော့နိုင်ငံညာနဲ့လုတ်တဲ့အလုတ်မျိုးနိုင်ငံညာမှာအလုတ်လုတ်ဖို့ရည်ရွယ်ထားတဲ့ပုံများ အလုပ်တွေရစီတတ်ပါတယ်။နောက်မော်တော်ကားရောင်းဝယ်တွေမှားပါမယ်ခင်ဗျာ။နော်။မော်တော်ကားနဲ့ပတ်သက်လာရင်ရောင်းမဝယ်မှပြည်စည်းတတ်တယ်။အချိန်ကာလဖြစ်ပါတယ်။ဂျာတာပရိသတ်သမီးများအနေနဲ့စတူရှယ်ယာလုပ်ငန်းမှာဖြည့်ချင်းစရာတွေကိစ္စတွေပေါ်စီတတ်ပါတယ်။ဟုတ်ကဲ့။အဆက်ဆိုတော့ငရုတ်သီးတော့ဆက်ဆက်မစားတည်ခြင်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။နော်။ပို့တော့ဂျာတာပရိသတ်သမီးများအနေနဲ့နော်။မြေရောင်းဝယ်တွေလုပ်ရင်တော့တိတ်ကောင်းတဲ့ကာလဖြစ်ပါတယ်။ အင်ချမ်းမြေလုပ်ငန်းတွေမှာတိတ်ကောင်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျ။နောက်အမိအဖတူဦးဦးကျမ်းမာကြီးကတော့အနေငယ်တော့ညံ့ပါတယ်ခင်ဗျ။နော်။အမိခင်ဖခင်တုံးမို့တူဦးပေါ့ဗျာ။ကျမ်းမာကြီးကအနေငယ်ညံ့ကြည့်တဲ့ကာလဖြစ်ပါတယ်။နောက်ပညာရေးမှာတိုးတက်မှုရှိပါတယ်ခင်ဗျ။နော်။ကြိုးစားရင်တော့ကြိုးစားတော့ရမယ်ဆိုတဲ့ကာလလည်းဖြစ်ပါတယ်။ကာသာပရိသတ်သမီးများဒီတပတ်အတွင်းမှာပေါ့ဗျာ။ကျမ်းမာကြီးအနေဖြင့်အဲ့မပြောတဲ့ယောဂါကြီး ရစီတတ်ပါတယ်ခင်ဗျ။အောင်တော့စဉ်းစားရတော့တာဟုတ်ဗျ။တာတာပြေသားသမီးများကုလူလို့ခေါ်တဲ့ပညာကျိုးဖြစ်တာဖြစ်တဲ့အတွက်အရန်စဉ်းစားတာဖြစ်တဲ့အတွက်အဲ့မပြောတဲ့ယောဂါတွေရပါမယ်။အချီအချီရင်းနဲ့အိမ်တော်ကြီးကတော့တိတ်ကောင်းတဲ့ကာလဖြစ်ပါတယ်။တော့ကျွန်တော်တို့အချီရင်းတို့အိမ်တော်ကြီးကတော့အရန်ကောင်းပါတယ်။တာယာယာရှိပါမယ်ခင်ဗျ။ကဲငုံငုံကနန်းများမနေတော့တစ်တို့နှစ်တို့၆တို့အဲ့လိုကနန်းတွေပါတာကိုထီထိုးတာချဲထိုးတာပြုလုပ်ပေးပါခင်ဗျ။နော်။ အဲ့တော့ကံကောင်းတဲ့အယောင်ကတော့ဈေးရောင်ပဲဖြစ်ပါတယ်။ကြာသာပရိသတ်တွေများဈေးရောင်ကိုဝတ်ဆင်ပြီးတော့မှစီးပွားရေးလူမှုရေးကျန်းမာရေးလုပ်မယ်ဆိုရင်တော့ကို့အတွက်လက်ကြီးရောင်လည်းဖြစ်ပါတယ်ခင်ဗျာနော်။နောက်တကိုးကြီးဘုရားတဲ့စုစုမှာကြာသာပရိကိုယ့်ရဲ့မွေးနံတော်ကနေပြီးတော့ဈေးညွန့်ကိုညွန့်နဲ့တပြေကိုညွန့်ကန်းကိုကိုညွန့်အဲ့ဒီသုံးမျိုးဘုရားမှာလူတန်းပြီးတော့လူတော်စုကိုတောင်းပါနော်။ဒါဆိုရင်ကြာသာပရိသတ်တွေများအတွက် အရန်ကောင်ကောင်းတဲ့ကာလာလေးဖြစ်ပါတယ်အဲ့ဒီရေရရာတွေပြုတ်လို့ပြီးတော့မှကိုယ့်ရဲ့လူတွေသူတွေတောင်းမယ်စီဝါရေးလူမှုရေးကျန်းမာရေးလုပ်မယ်ဆိုရင်တော့ကြာသာပရိသတ်သမီးများရဲ့အတိတ်ကံနဲ့ပတ်သက်တာတွေကံကောင်းစီတတ်တဲ့ကာလာလေးဖြစ်တဲ့ဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကဒီတစ်ပတ်မှာကြာသာပရိသတ်သမီးများအတွက်တစ်ပတ်အတွင်းများကိုကံကောင်းစီတတ်တဲ့ရရရအစီအမြောက်ပြုလုပ်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။နှဝင်ဘာလ၂ရက်မှနှဝင်ဘာလ၈ရက်အတွင်း တပတ်အတွင်းကိုရှစ်စီတက်တဲ့တောက်ကြသားသမီးများအတွက်တပတ်စာကံညမာများကိုဆရာကြီးဦးမြတ်ဆံမတင်ပြဟောကြားပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးများအနေနဲ့ဒီတပတ်အတွင်းမှာတော့တရားဘူးခရီးထွက်ရပါမယ်ခင်ဗျာနော်။တရားဘူးခရီးစဉ်ရှိတဲ့ပုဂ္ဂိုလ်များတေချာပေါက်ထွက်ရမယ်ကာလဖြစ်ပါတယ်။နောက်ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းနေရာပြောင်းပြီးပေါ်စီတက်တဲ့ကာလဖြစ်ပါတယ်။ဝန်ထမ်းနေအလုတ်ပြောင်းမယ်နေရာပြောင်းမယ် အဲ့လိုအပြောင်းအချွေတွေပေါ်တဲ့ကာလာလည်းဖြစ်ပါတယ်။နောက်အိမ်ပြင်းချင်းအိမ်သစ်ဆောက်ချင်းအဲ့အရာတွေလည်းပြုလုပ်ရမယ်ကာလာဖြစ်ပါတယ်ခင်ဗျာ။နော်။နောက်ကျွန်တော်တို့ဩရင်အတိတ်တွေရမယ်ကာလာလို့လည်းပြောရင်မမှားပါဘူးခင်ဗျာ။နောက်နေရာသုံးဆက်ပစ္စည်းတွေဝင်စီတတ်တဲ့ကာလာလည်းဖြစ်ပါတယ်။နောက်တယ်လီဖုန်းအတိတ်တွေလည်းဝင်မဲ့ကာလာဖြစ်ပါတယ်ခင်ဗျာ။နော်။နောက်ရဝေးမှငွေတွေလည်းရရှိတတ်တဲ့ကာလာပါ။နောက်သုံးမဟုတ်ဘူးဆိုလို့ရှိရင်တော့ရဝေးကငွေတွေကို လမ်းပြီးတော့ပိုးရမယ်ကာလဖြစ်ပါတယ်နိုင်ငံခြားမှာရှိတဲ့သားသမီးတွေစီကငွေရမယ်ကာလလို့လည်းပြောလို့ရတဲ့တောက်ကြသားသမီးများဖြစ်ပါတယ်ခင်ဗျာနောက်ပညာရေးမှာတော့စိန်ခေါ်မှုတွေရှိပါမယ်ခင်ဗျာနော်ပညာရေးကတော့အစင်မပြေနိုင်ဘူးပေါ့ဗျာနောက်ကျမ်းမာရေးအနေနဲ့ချောင်းဆိုးယောဂါကြီးဖြစ်စေတတ်တဲ့ကာလဖြစ်ပါတယ်ချောင်းဆိုးတယ်ဆိုတာကလည်းအဆုံနဲ့ပတ်သက်တာအတွက်အဆုံယောဂါဖြစ်မယ်လို့ပြောခြင်းဖြစ်ပါတယ်ကျမ်းမာရေးအဆုံနဲ့ပတ်သက်တာအဆုံအေးပတ်တာတွေသတိထားရမယ်ကာလဖြစ်ပါတယ်အခြေရေးမှာတော့ ။ဟောကျွန်တော်တို့အချေးမှာတော့ချစ်သူရဲ့ဆွဆွဲမှုတွေခံရမယ်။တောက်ကြသားသမီးများဖြစ်ပါလေခင်ဗျ။နော်။အထင်လွဲခြင်းဆွဆွဲခြင်းအဲ့ဒါတွေခံရမယ်ကာလဖြစ်ပါလေ။အိမ်တော်ကြီးမှာတော့အိမ်တော်ဘက်ရဲ့ဆွေမျိုးတူဒုက္ခပေးခြင်းခံရတဲ့ကာလဖြစ်ပါလေ။နော်သူ့ပဲကိုယ်ပဲနော်အဲ့လိုဆွေမျိုးတွေရဲ့ဒုက္ခပေးခြင်းခံရမယ်။တောက်ကြသားသမီးများဖြစ်ပါလေ။နောက်ကောင်းကံကောင်းသောကဏ္ဍများအနေနဲ့ရတော့တဲ့၃တို့၅တို့၆တို့အဲ့ဒီကဏ္ဍဤပါတာကို ထီထိုးတာချဲထိုးတာတွေပြုလုပ်ပေးပါခင်ဗျာနော်အဲဒါဆိုရင်ကိုယ့်အတွက်အကျိုးရှိစေတတ်တဲ့လက်ကီကနံများဖြစ်ပါကံကောင်းတဲ့အယောင်တွေနေရတော့တဲ့တောက်ကြသားသမီးများအနေနဲ့အဖြူရောင်တွေဝတ်ဆင်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေပြုလုပ်မယ်ဆိုရင်ကံကောင်းစီတတ်တဲ့တောက်ကြသားသမီးများဖြစ်ပါလေခင်ဗျာနောက်တောက်ကြသားသမီးများအနေနဲ့တကိုးကြီးဖေးရမှာရရရအနေနဲ့ကိုယ့်ရဲ့မွေးနံတောက်တောက်ကြတော့ကနေပြီးတော့မှတပြေး၂၂ညို့ 22ညကိုလှူပြီးတော့မှတရားမှာဆူတောင်းမယ်ဆိုရင်တဲ့ဒီတပတ်အတွင်းမှာကန်ကောင်းကန်တက်စီတယ်ဆိုတဲ့အကြောင်း တပတ်အတွင်းကိုဆရာကြီးဦးမြတ်ဆန်ကတောက်ကြသားသူများရဲ့ကံကြမ္မာကိုဟောကြားတင်ပြပေးခြင်းဖြစ်ပါလေခင်ဗျာငွေဘာလ2ရက်မှာငွေဘာလ6ရက်အတွင်းစနေသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုဆရာကြီးဦးမြတ်ဆန်မှတင်ပြပေးခြင်းဖြစ်ပါလေခင်ဗျာဒီတပတ်အတွင်းမှာစနေသားသမီးများအတွက် အင်းအပြောင်းရွှေ့လေပေါ်ပါပေါ်တတ်ပါတယ်ခင်ဗျာနော်စနေသားသမီးများနောက်ဆိုင်ကအယောင်းဝတ်တွေလည်းဖြစ်စီတတ်ပါတယ်ခင်ဗျာနောက်ပြောင်းနေတဲ့ပစ္စည်းတွေလည်းပြန်ရတတ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာစနေသားသမီးများအနေနဲ့နောက်စာချုပ်စာတမ်းကိလာအိစာတွေလည်းပြုလုပ်ရမယ့်ကာလဖြစ်ပါတယ်နော်လက်မှတ်ထိုးတာတို့စာချုပ်စာတမ်းကိစာတို့အဲ့ဒါတွေလည်းပြုလုပ်ရမယ့်ကာလဖြစ်ပါတယ်ခင်ဗျာရနောက်ကျွန်တော်တို့ငွေတွေလည်းဝင်စီတတ်တဲ့ကာလလို့ခေါ်ပါတယ်ခင်ဗျာနော် ဒါပေမဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်းများကိုတော့အခိုးခံရမယ့်ကာလဖြစ်တာဖြစ်တဲ့အတွက်အထူးတတိထားပါခင်ဗျ။တော့ကျွန်တော်တို့အခိုးခိုးခံရတဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ပစ္စည်းပစ္စည်းတွေကိုလုံးချုံစွာသိမ်းဆည်းရမယ့်ကာလဖြစ်ပါတယ်ခင်ဗျ။ဆန်တို့စပါတို့အဲ့ဒါတွေအကြောင်းဝက်လို့ရင်အင်မတန်ကောင်းစီတတ်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျ။စနေသားသမီးများအနေနဲ့တော့ဆွေမျိုးတဦးကြီးကျမ်းမာရေးကိစ္စကိုပြင်ရမယ်ကာလလို့ခေါ်ပါတယ်ခင်ဗျ။နော်အဲ့တော့မိမိနဲ့ပတ်သက်တဲ့အိမ်မဘက်ကဆွေမျိုး ယောက်ျားဘက်ကဆွေမျိုးအဲ့ဒီဆွေမျိုးတွေရဲ့ကျမ်းမာရေးကိစ္စကိုလိုက်လံဦးညီရမယ်ကာလလို့လည်းခေါ်ပါတယ်ခင်ဗျာ။နောက်ပညာရေးမှာတော့ကျွန်တော်တို့ထင်သလောက်ဖြစ်မလာတာဖြစ်တဲ့အတွက်အထင်းငော်ကြီးကြုံမဲ့ကာလလည်းဖြစ်စီတတ်ပါတယ်ခင်ဗျာ။နောက်ကျမ်းမာရေးအနေနဲ့ကတော့အာယုံကြောအာနဲ့တဲ့ယောဂါကြီးခံစားရတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မလို့အကျောနဲ့ပတ်သက်တဲ့ယောဂါကြီးအထူးဂရုစိုက်ရမယ်ကာလဖြစ်ပါတယ်။စနေသားသမီးများအနေနဲ့အချစ်ရေးမှာတော့ကံကောင်းစီတတ်ပါတယ်ခင်ဗျာ။ စမ်းပွင့်တဲ့ကာလဖြစ်ပါတယ်เนาะအကြောင်းမလို့ဟောကျွန်တော်တို့ဥဒါချင်းလို့ခေါ်တဲ့ညနာမောင်ကကိုယ့်အတွက်မျက်နှာသာပြီးတဲ့ကာလလို့ခေါ်တာဖြစ်တဲ့အတွက်အချိန်ရင်းမှာအရန်ကန်ကောင်းစီတဲ့ကာလဖြစ်ပါချစ်သူမရှိဘူးဆိုရင်လည်းညနာမောင်ကအကူကြီးတောင်းလိုက်ပါတဲ့ချစ်သူကတန်းကိုတွေးမယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာနောက်အိမ်တော်ကြီးမှာလည်းအဆင်မပြေဖြစ်စီတတ်တဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်အိမ်တော်ရှင်များကတော့အတုတတိထားမယ်ကာလဖြစ်ပါတယ်ခင်ဗျာနော် ကံကောင်းသောကဏ္ဍများအနေနဲ့ရတော့တဲ့6တို့9တို့10တို့ပါတဲ့ကဏ္ဍများကိုထီထိုးခြင်းချဲထိုးခြင်းတွေပြုလုပ်ပေးရင်တော့သိကောင်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျာနောက်စနေသားသမီးများအနေနဲ့ဒီတစ်ပတ်အတွင်းမှာကံကောင်းစီတတ်တဲ့အကြောင်းကတော့ကြောက်စိမ့်အောင်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကြောက်စိမ့်အောင်လေးကိုဝတ်ဆင်ပြီးတော့မှာတဲ့အလုတ်လုံးမဲ့ဆိုလို့ရှိ အာပဲလုတ်လို့ကံကောင်းစီတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်အတွင်းမှာတော့စနေသားသမီးများအနေနဲ့ဟောကျွန်တော်တို့ ကိုယ့်ရဲ့နေအိမ်ဖျားမှာထောဘက်ဓမင်းကိုကတ်လူပြီးတော့မှလူတော်စုကိုတောင်းမယ်ဆိုရင်အဝမှာစနေသားသမီးများအနေနဲ့ဒီတပတ်တွင်မှာကံကောင်းစီကံတက်စီတက်တဲ့ကာလဖြစ်တဲ့ဆိုတဲ့ကြောင်းဆရာကြီးဦးမြတ်ဆန်ကတပတ်စာကံကြမ္မာများကိုဟောကြားတင်ပြပေးခြင်းဖြစ်ပါလေခင်ဗျာご覧いただきありがとうございます Thank you very much